မင်္ဂလာပါရှင်ချင်းလင်း channel တရင်ဌာနမှပြန်လည်ကြိုဆိုလိုက်ပါရယ်2025ခုနှစ်ဇွန်လ16ရက်နေ့နောက်ဆုံးရရှိထားတဲ့တရင်များကိုတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်တရင်ကောင်းစဉ်တွေကတော့ရေဖြူမြုပ်နေကံပေါက်ဒေတာပရကြီးရွာအနီးရှိယာယီစစ်တပ်စခန်းကိုတိုက်ခိုက်မှုတွင်စစ်သား3ဦးထပ်မံနေတိုက်ဆုံကြောင်းရန်ကုန်ပြည်လမ်းနဲ့ ရန်လှမြို့နေတွင်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲများအတွင်ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးခရိုင်ရဲမှုနဲ့မြို့မရေးစခန်းမှုအပါဝင်စစ်တပ်ဘက်မှ20ဦးထက်မနည်းတေဆုံးကြောင်းဖာကန်မြို့တွင်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်စစ်တပ်ဘက်မှဗိုလ်မှူးဖြိုးစော်တဲ့အပါအဝင်စစ်ကောင်စီတပ်သား22ဦးတေဆုံးကြောင်းအမေရိကန်စစ်စခန်းများကိုတက်ခိုက်ရန်အီရန်ကဒုံးကျည်များပြင်ဆင်နေတယ်လို့အမေရိကန်ဆိုကြောင်း အီရန်ချွန်းချက်မရှိလက်နက်ချရန်တောင်းဆိုလိုက်ပြီးအီရန်အဓိပတိဘာသာရေးကောင်းဆောင်ကြီးခါမေနီပုံနေတဲ့နေရာတည်တယ်လို့ထရမ့်ပြောဆိုကြောင်းတော့ပဲဖြစ်ပါရဲ့ရှင်ရည်ဖြူမြို့နယ်ကံပေါဒေတာ ပရဂျေးရွာအနီးရှိယာယီစစ်တပ်စခန်းကိုတက်ခိုင်းမှုတွင်စစ်သား3ဦးထပ်မံနေတေဆုံးသွားတဲ့တရင်ကိုတင်ဆက်ပေးသွားပါမယ်ရှင်။တနင်္သာရီတိုင်းရည်ဖြူမြို့နယ်ကံပေါဒေတာပရဂျေးရွာ ရွှေမူးမျိုးဖရားအနီးတဆွေးထားတဲ့အကျံပစစ်ကောင်စီယာယီတပ်စခန်းကိုတက်ခိတ်ခဲ့ရာစစ်သား၃ဦးထပ်မင်းတေဆုံးခဲ့ကြောင်းသိရှိရပါတယ်။ဇွန်လ15ရက်နေ့ရီဖြူမြို့နယ်ကံပေါက်တွေတာပရကျေးရွာရှိရွှေမူးမျိုးဖရားအနီးတဆွေးထားတဲ့အကျံပစစ်ကောင်စီရဲ့ယာယီတပ်စခန်းကိုရီဖြူမြို့နယ်ပူပေါင်းမဟာမိတ်အဖွဲ့ကတွားရောက်တက်ခိတ်ခဲ့ကြောင်းရင်တက်ခိုက်မှုတွေအကြံဖက်စစ်ကောင်စီဘက်မှ၃ဦးထပ်မင်းတေဆုံးပြီးတိခိုက်တံရရရှိသူများပြားကြောင်း ်အုံးတင်ကွင်းအခြေစိတ်မောရဝတီရေတက်စခန်းဌာနချုပ်ကလက်နက်ကြီးများဖြင့်အဆက်မပြတ်ဖြစ်ကိုပေးခဲ့ပါတော့လေပူပေါင်းမဟာမိတ်တဖွဲ့ဝင်များမှအထူးခိတ်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြကြောင်းလုံးလုံး Peninsula Force LPF မှတာဝန်ရှိသူတူကပြောဆိုထားပါရယ်။လုံးလုံး Peninsula Force LPF မှတာဝန်ရှိသူတူကစစ်ခွေးတည်ဆုံမှုက ထက်တူးရှိပေမဲ့စုံစမ်းစေပါ။စစ်ခွေးအင်အားကတော့ ပရမာကစကားစစကန်ချရနေရာက6နေရာရှိတာဆိုတော့အနည်းဆုံးတရာလောက်တော့ခန့်မှန်းရတာပါပဲ။ရွာထဲလေးလူနေတာနေတော့ဆုံဆန်းရခက်ခဲလို့မောရဝတီရေတက်ကလည်းနက်နက်ကြီးပြစ်ကိုပါသေးတယ်။ပြီးသူတွေစစ်ရေးတရရှိဖို့နဲ့စစ်ကောင်စီတပ်သားတွေကိုအလင်းဝင်ဖို့ပြောချင်ပါတယ်လို့ရန်ကုန်ခက်တဲ့တရင်ဌာနထံသို့အတိပြုပြောဆိုထားပါတယ်။အဆိုပါတိုက်ခိုက်မှုကိုဒေါနာတက်ရင်တခွေခွန် LPF တက်ခွဲချောက်ဝေဟင်ရေဖြုံမြုပ်နေပြီးသူကကိုရေအဖွဲရေဖြိုပါကဖထဝေခရိုင်အမှတ်တတရင် TI ထဝေပြီးသူလမြောက်ရေတက် TPLF တာကရာစီချောင်းငကားနေပြောက်ကြတဖွဲရွှေပြည်လုံးတို့ကပူပေါင်းလှူဆောင်ခဲ့ကြောင်းသူကဲ့သို့စီရင်များဖော်ဆောင်နေတဲ့အချိန်ကာလတွင်စစ်ကောင်စီတပ်စခန်းများနဲ့ညီကက်စွာနေထိုင်တဲ့ ပြည်သူများအနေနဲ့စိတ်ရည်တည်ရှိကြပါရန်လောင်းလုံ Peninsula Forest LPF ကတရိပ်ပေးထုတ်ပြန်ထားတယ်လို့သိရှိရပါတယ်ရှင်။ရန်ကုန်ပြည်လမ်းနဲ့မင်းလှမြို့နယ်တွင်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲများအတွင်ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးခရိုင်ရဲမှုနဲ့မြို့မရေးစခန်းမှုအပါအဝင်စစ်တပ်မှ20ဦးထက်မနည်းတေဆုံးသွားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ ပခုတိုင်းရန်ကုန်ပြည်လမ်းနဲ့မင်းလှမြို့ကြီးတွင်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲများအတွင်ဒုတိယဗိုလ်ဟုကြီးစုံမျိုးဝင်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်ဘုံမှခရိုင်ရဲမှုနဲ့မြို့မရေးစခန်းမှုအပါအဝင်အကြံဖက်စစ်တပ်မှ20ဦးထက်မနည်းတိစုံခဲ့ကြောင်းသိရှိရပါသည်။ ဇွန်လ16ရက်နေ့ညနေ4:20မိနစ်ခန့်တွင်မင်းလှမြို့နယ်စင်အန်ချောင်းပုတ်ကျေးရွာကိုအကြံဖက်စစ်တပ်ရဲ့ခလာရတိလက်အောက်ခံစစ်သားများနဲ့ပြူစောထီများပူပေါင်းထားတဲ့အင်အား60ခန့်ပါစစ်ကြောင်းကိုတိုးလိုင်းရေးတပ်ဖွဲ့များကစောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်းယင်းထီတွေ့တဲ့ပွဲဟာ45မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအကြံဖက်စစ်ကောင်စီတပ်သားများအထိနာကပြန်လည်ဆုတ်ခွာခဲ့ပြီးတိုးလိုင်းရေးတပ်ဖွဲ့ဝင်များလည်းအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း တာယာဝတီခရိုင်အမှတ်3တရင်မှတရင်မိုးဆရာလေးကပြောဆိုထားပါတယ်ရင်နေညနေ9နာရီခန့်တွင်လေတိုလှန်ရေးပူပေါင်းတပ်ဖွဲ့များကရန်ကုန်ပြည်လမ်းပိုင်းမင်းလှမြို့နယ်အပိုင်းရှိအကြံဖက်စစ်တပ်ရဲ့စစ်ကွင်းတာဆောင်ရေးကင်းစခန်းတွင် အထိုင်ချပြီးပြည်သူများထံမှငွေကြေးကောက်ခံခြင်းလူငယ်များကိုပိုတာဆွေးခြင်းများလှုပ်ဆောင်နေတဲ့စစ်ကောင်စီတပ်သားများကိုထက်မှန်သွားရောက်တိုက်ခိုက်ခဲ့ပြီးစစ်တပ်ဘက်မှ9ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း ထူထီတွေ့တိတ်ပွေးဟာမိနစ်30ခန်းဖြစ်ွားခဲ့ပြီးညနေ9:30မိနစ်ခန့်တွင်စစ်အင်ချောင်းပုံမှတဆင့်စစ်ကူလာတဲ့အင်အား25ဦးပါဖော်ကားတစည်းကိုလေရှန်တိုဂျေရွာအနီးတွင်တော်လိုင်းရီပူပေါင်းတပ်များကပိတ်ဆို့တိုက်ခိုက်ခဲ့ရာဂါတစည်းလုံးပျက်စီးသွားပြီးအကြံဖက်စစ်ကောင်စီတပ်သား25ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်သူတီတွေ့တဲ့ပွဲများအတွင်အကြံဖက်စစ်တပ်မှတာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဘုံဟိုကြီးဇော်မျိုးဝင် အုတ်ဖူမျိုးနေစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဘုံဟုခရိုင်ရေးမှုအဆင့်တူမြို့မရေးစခန်းမှုတူအပါဝင်စစ်ကောင်စီတပ်သား20ဦးထပ်မနေတည်ဆုံခဲ့ကြောင်းသိရှိရပါတယ်အကြံပေးစစ်ကောင်စီတပ်သားများထံမှ KN ဖုန်းနှလုံးနဲ့စကားပြုဆက်တော့လေတင်စီရရှိခဲ့ပြီးတိုလိုင်းကြီးမဟာမိတ်ပူပေါင်းတပ်ဖွဲ့များဘက်မှရဲဘော်နှစ်ဦးမစိုးရိမ်ရတရရရှိခဲ့ကြောင်းသိရှိရပါတယ် တာယဝတီခရိုင်အမှတ်3တရမှာတရင်မိုးစရာလေးကစစ်ရေးကိုတော့ကျွန်တော်တို့တောက်လျှောက်ဖော်ဆောင်သွားမယ်ပခိုရိုင်းနောက်ချမ်းကိုစိုးရိမ်မှုအများကြီးရဖို့ကျွန်တော်တို့ဆက်လုပ်ဆောင်သွားမှာပါအဓိကကတော့ထိရောက်တဲ့စစ်စင်ရေးတွေကိုပိုလို့ဖြစ်သွားမှာပါလို့ရန်ကုန်ခက်တဲ့တရင်ဌာနထံသို့အတည်ပြုပြောဆိုထားပါတယ် အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းတိုင်းစစ်ဒေသပခိုးတိုင်းစစ်ဌာနမြို့ဟာနှင့်လက်အောက်ခံတပ်ရင်းများဖြစ်တဲ့တာယာဝတီခရိုင်အမှတ်3တပ်ရင်းတာယာဝတီခရိုင်အမှတ်1တပ်ရင်းရဲ့တခွေ6အေယာငီနောင် PDF MDF Special Force နဲ့အရှုချင်း Defense Force ACDF မဟာမိတ်ပူးပေါင်းတို့ကလှုပ်ဆောင်ခဲ့ကြကြောင်းသိရှိရပါတယ်။ထူထောက်ထိတွေ့တဲ့ပွဲများဖြစ်ပွားနေချိန်အတွင်း ပြည်ပမရန်ကုန်ဘက်သို့မောင်းနှင်လာတဲ့အင်စီကတဆီးခုလေးတိုးလှန်ရေးပူပေါင်းတက်ကဓာစီခဲ့တော့လေဆက်လက်မောင်းနှင်သွားတာကြောင့်အကြံဖက်စစ်ကောင်စီတပ်သားများကလိတ်လံပစ်ခတ်ခဲ့ရာပြည်သူ၃ဦးသေဆုံးပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဇွန်လ18ရက်နေ့နံနက်2နာရီခန့်တွင်လေဖားလေးကွင်းကျေးရွာကိုအကြံဖက်စစ်ကောင်စီတပ်သားများပစ်ခတ်တဲ့လက်နက်ကြီးကြားရောက်ပောက်ကွေးခြင်းကြောင့်အသက်၈၀အရွယ်အဖွာတို့တင်ရီသေဆုံးခဲ့ကြောင်းသိရှိရပါသည် တာယာဝတိခရိုင်အတွင်းရှိပြည်သူများအနေနဲ့စစ်ကောင်စီတပ်ရဲစခန်းထွေအုပ်ယုံရဲကင်းစခန်းလမ်းပိုင်ကင်းစခန်းများအနီးဆိုင်ခန့်ဖွင့်ဈေးရောင်းခြင်းအိမ်ဆောင်နေထိုင်ခြင်းအချိန်ကြမ်းမင်းစွာ ရတန်စကားပြောခြင်းများမပြောလို့ကြပါရဲ့နဲ့ပြီးသူကကိုရေးတက်မတော် PDF မှာနေမေလုံးခြုံရဲ့အတွက်လိုအပ်တဲ့ထုတ်ပြန်တဲ့ထုတ်ပြန်ချက်များကိုနားလည်ပေး၍ပူပေါင်းဆောင်ရွက်ပေးကြပါရန်တာယာဝတီခရိုင်အမှတ်3တရက်မှမြစ်တာရဲ့ခံထားတယ်လို့သိရှိရပါရှင်။ ဖာကံမြို့တွင်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွင်စစ်တပ်မှပုံမှုဖြိုးစော်တဲ့အပါဝင်စစ်ကောင်စီတပ်သား22ဦးတေဆုံးသွားတဲ့တရင်ကိုလေဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ကချင်ပြည်နယ်ဖာကံမြို့တွင်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်မှ ူဟုဖြိုးစော်တဲ့အပါဝင်စစ်ကောင်စီတပ်သား22ဦးသေဆုံးခဲ့ကြောင်း KIA စီတရင်ရင်မြစ်ကပြောကြားထားပါတယ်။ယမနေ့ဇူလ18ရက်နေ့တွင်ဖာကမြူနိုက်တိတ်ပွေနှစ်နေရာဖြစ်ပွားခဲ့ပြီးဟောစီစာဖရာကုံတွင်တက်ဆွေးထားတဲ့အကြံပေးစစ်ကောင်စီတပ်ကို KIA KPDF ပူးပေါင်းတပ်ဖွဲ့ကသွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းရင်းတိုက်ခိုက်မှုအတွင်းအကြံဖက်စစ်တပ်ရဲ့တမ33လက်အောက်ခံကန်စီပြူဟာအထိုင်းစခန်းမှာ G2 အဆင့်ဘူဟွန်ဖြူစော်တက်နဲ့စစ်ကောင်စီတပ်သား22ဦးတေဆုံးခဲ့ကြောင်းသိရှိရပါတယ်။ KIA စစ်ရေးတရင်ချင်းတွေကဒီနေ့တက်ပွဲမှာတမ33လက်အောက်ခံကန်စီပြူဟာအထိုင်စခန်းက G2 အဆင့်ရှိတဲ့ဘူဟွန်ဖြူစော်တက်နဲ့စစ်ခွေ22ကောင်တေဆုံးနေလို့အတည်ပြုနိုင်ခဲ့ပါတယ်လို့ရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့အတည်ပြုပြောဆိုထားပါတယ်။ဒါ့အပြင်ဖာကန့်မော်ဝမ်လေးရွာဖရဲကျောင်းတွင်တဆွေးထားတဲ့ အဂျမ်ပစစ်တပ်ကိုလေ KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့ကတွားရောက်တိုက်ခိုက်နေကြအောင်အဆိုပါစစ်တပ်စစ်ကြောင်းမှာမော်ဝမ်လေးဂျေးရွာတို့မကြသေးခင်ကမှစစ်ကြောင်းထိုးဝင်ရောက်တဆွေးခေချင်းဖြစ်ကြောင်းလက်တလုံးမော်ဝမ်လေးနဲ့မော်ဝမ်ဂျီရှိပြည်သူများစစ်ပေးရှောင်ပြီးနေကြရကြောင်းဒေသခံပြည်သူများထံမှသိရှိရပါတယ်လောလောဆယ်ရောဖာကက်မှာနှစ်နေရာတိုက်ပွဲကျင်းထန်နေဒီမူကောင်းအခြေစိတ်အမှတ်၃ချေလင်းတက်မဟာ ဒီစစ်ကြောင်းကဖာကန်ရောက်လာကလေးကတမဟာမှုဘူမှုချုပ်ဇောလက်ဦးဆောင်နဲ့စစ်ကြောင်းရောက်လာကလေးကနေဒီစစ်ကြောင်းကဖာကန်ပြည်သူအယောက်30ကျော်ကိုနှိပ်စက်တက်ဖြတ်ထားပါပြီလောလောဆယ်ဖာကန်ပြည်သူတွေကဒီစစ်ကြောင်းရောက်လာတဲ့အတွက်စိုးရိမ်ထိတ်လန့်နေရတယ်ဒီစစ်ကြောင်းရောက်လာကလေးကနေဖာကန်ကကြောက်စင်း လောက်ကွက်ကမ်ပဏီတွေမရှိရပြည်သူတွေကိုတက်ဖြတ်တယ်အကြံဖက်မှုတွေနေတိုင်းလှုပ်ဆောင်နေရလို့ KIA စီရင်တင်ခြင်းမကဆက်လက်ပြောဆိုထားပါတယ်အကြံဖက်စစ်တပ်ရဲ့မူကောင်းအခြေစိတ်အမှတ်၃ချေလင်းတက်မဟာမစစ်ကြောင်းကဖာကမ်မျိုးတို့မေလနှောင်းပိုင်းကလေးကစတင်စစ်ကြောင်းထူလာခြင်းဖြစ်ပြီးယခုအခါရက်20နီးပါးရှိနေပြီဖြစ်ကနေ့တိုင်းနီးပါးတိတ်ပွေများဖြစ်ပွားနေကြောင်းသိရှိရပါတယ်ရှင် အမေရိကန်စစ်စခန်းများကိုတိုက်ခိုက်ရန်အီရန်ကဒုံးကျည်များပြင်ဆင်နေတယ်လို့အမေရိကန်ဆိုတဲ့သတင်းကိုလေးဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။အမေရိကန်အနေနဲ့အီရန်ကိုတိုက်ခိုက်နေတဲ့အစ္စရေးဘက်မှပူပေါင်းပါဝင်လာပါကအမေရိကန်အခြေစိတ်စခန်းများကိုတိုက်ခိုက်ရန်ဒုံးကျည်များနဲ့အခြားစစ်ရေးပစ္စည်းကိရိယာများကို ပြင်ဆင်ထားကြောင်းထုတ်လန်းရေးအစီရင်ခံစာများကိုလေ့လာသုံးသပ်ခဲ့ကြတဲ့အမေရိကန်တာဝန်ရှိသူများရဲ့ပြောကြားချက်ကို The New York Times သတင်းတွင်ဖော်ပြထားပါတယ်။ စီပြည်လေရင်36စင်ခန့်ကိုဥယိုပါတို့အမေရိကန်ကဆီလွှတ်ထားပြီးအမေရိကန်စစ်အခြေစိတ်စခန်းများကိုကာကွယ်ပေးနေတဲ့တိတ်လေရင်များအီရန်နျူကလ িয়ার စစ်ရုံများကိုပုံချေးရရယ်ပါဝင်လှုပ်ဆောင်နိုင်ဖွေရှိတဲ့ပုံချေးလေရင်များကိုပန့်ပိုးပေးရန်စီစဉ်ထားပြီးအီရန်နဲ့ပြည်ပခန့်တွင်ပါဝင်ရန်အစ္စရေးကအမေရိကန်အစိုးရကိုဖိအားပေးနေတဲ့ဖြစ်ပုံမကျပြတဲ့စစ်ပွဲဖြစ်လာမည်ကိုအမေရိကန်တာဝန်ရှိသူများအကြားစိုးရိမ်နေကြရပါတယ်။ အမေရိကန်ကဣသရေဘက်မှပါဝင်ပြီးအီရန်ရဲ့အဓိကနျူကလ িয়ার စက်ရုံတစ်ခုဖြစ်တဲ့ဖရိုဒိုကိုတက်ခဲ့ပါကအီရန်ဂျိုထောက်နောက်ခံပြုထားတဲ့ဟူတီစစ်သွေးကြွများအနေဖြင့်ဘီလီနီရှိတင်ပေါ်များကိုတက်ခဲ့မှုများပြန်လည်ဆက်တင်ပြီးမှတေချာတလောက်ရှိကြောင်းအီရန်နဲ့ဆီးရီးယားရှိအီရန်လိုလားတဲ့စစ်သွေးကြွများကလည်းပြန်လည်နေအတွင်းရှိအမေရိကန်အခြေစိတ်စခန်းများကိုတက်ခဲ့ရန် ကျူပန်းဖွဲ့ရှိကြောင်းလည်းအမေရိကန်တာဝန်ရှိသူများကပြောဆိုထားပါတယ်။တကယ်မို့ဖြစ်ပွားပါကအီရန်ဟာ Hormuz ရေလက်ကြားတွင်ရင်မြုပ်မိုင်းများချထားခြင်းကိုလှုံ့ဆော်လာနိုင်ကြောင်းအမေရိကန်စစ်တင်ပေါ်များကိုပါရှန်ပင်လေခွေတွင်ထိန်းချုပ်ထားရန်ရည်ရွယ်တဲ့နီးပြိုဟာဖြစ်ကြောင်းတာဝန်ရှိသူအချို့ကပြောဆိုခဲ့ကြပါတယ်။ယခုအခါအမေရိကန်တပ်မှုများက Arisowa များပြီးထောင်စုဂျော်ဒန်နဲ့ ဆိုဒီအိုင်ရီဗျာအပါဝင်ဒေတာအတွင်ရှိစစ်အခြေစိတ်စခန်းများတခြားအမေရိကန်တပ်ဖွဲ့ဝင်များကိုအမြင့်ဆုံးသတိအနေထားအတွက်တက်လန့်လို့ဆိုထားပါတယ်အမေရိကန်နိုင်ငံဟာအရှိအလေပိုင်းဒေတာအတွင်တပ်ဖွဲ့ဝင်၄000ကျော်တပ်ဖြန့်ထားပြီးအမေရိကန်အနေနဲ့အစ္စရေးရဲ့စစ်ပွဲတွင်ပါဝင်လာပါကအီရန်ဟာအရှိအလေပိုင်းဒေတာအတွင်အီရတ်ရှိ အမေရိကန်ဆဲချွေစိတ်စခန်းများမှဆက်တင်တက်ခိတ်သွားမည်ဖြစ်ကြောင်းအီရန်တာဝန်ရှိသူနှုတ်ကပြောဆိုထားတယ်လို့သိရှိရပါတယ်ရှင်။အီရန်ချွင်ချက်မရှိလက်နက်ချရန်တောင်းဆိုလိုက်ပြီးအီရန်အဓိပတိဘာသာရေးကောင်းဆောင်ကြီးခါမီနီပုံနဲ့နေရာတည်တယ်လို့ထရန့်ပြောဆိုတဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။အီရန်နိုင်ငံချွင်ချက်မရှိလက်နက်ချဖို့အမေရိကန်သမ္မတ ဒိုနယ်ထရမ့်ကတောင်းဆိုလိုက်ပြီးအီရန်အဓိပတိဘာတာယီကောင်းဆောင်ကြီးခါမီနီပမာပုံးနေလဲဆိုတာကိုပါတိထားပြီးဖြစ်တယ်လို့လူမှုကွန်ရက်မှာကြီးတာဖော်ပြထားပါတယ်။ထရမ့်က post တုံးခုဆက်တိုက်တင်ခဲ့ရမှာအီရန်ကောင်းခင်ရန်ကိုကျုပ်တို့ကအလုံးစုံထိန်းချုပ်လိုက်ပြီးလို့ post တစ်ခုမှာကြီးတာထားပါတယ်။အဓိပတိကောင်းဆောင်ကြီးဆိုသူပမာပုံးနေလဲ ကျွန်တော်တို့တိချာတိထားပါရယ်လွေကိုရပြစ်မှတ်ပါပဲယခုတော့အမှဘေးကင်းနေပါသေးတယ်ကျုပ်တို့မရှင်သေးပါဘူးအနည်းဆုံးအခုတော့မလှုပ်သေးဘူးလို့ထရမ့်ကရည်သားခဲ့ပါရယ်တပ်ပမဲ့အရက်သားတွေတောင်မှမဟုတ်အမေရိကန်စစ်သားတွေကိုဒုံးကျည်ဝင်နဲ့ဖြစ်တာတော့မလူလာပါဘူးကျုပ်တို့တိခတ်နိုင်စွမ်းညှို့နေလာပါပြီလို့လည်းထရမ့်ကရည်သားထားပါရယ် အီရန်ရဲ့မင်းအောင်နျူကလ িয়ার စခန်းတွေကိုပြစ်မှတ်ထားတဲ့အစ္စရေးတိုက်ခိုက်မှုတွေမှာပူပေါင်းပါဝင်ဖို့ထရမ့်ကစဉ်းစားနေတယ်လို့ CBS ရုပ်သံကဖော်ပြထားပါတယ်။ထရမ့်ဟာအင်ချူရောမှာတနာယီမိနစ်20ကြာအရေးပေါ်အစီအဝေးကျင်းပခဲ့ရမှာဒီကိစ္စကိုအဓိကဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။ဖြစ်နိုင်ခြေအရှိဆုံးပြမှတ်ကမင်းအောင်နဲ့နဲ့ဆိုင်ဆိုင်ဝင်ပြီးတိဆောက်ထားတဲ့ဖိုတိုယူရေနီယမ်တန့်စင်စခန်းလို့ဆိုပါရယ် အမေရိကန်မှာတာဒီစခန်းကိုဖျက်နိုင်တဲ့ဘန်ကာခွင်ပုံမျိုးရှိနေပါတယ်။အီရန်အဓိပတိအယာတိုလာခါမီနီကတော့အီရန်ဟာအစ္စရေးကိုပြင်းပြင်းထန်ထန်တုံ့ပြန်သွားမယ်လို့ပြောထားပါတယ်။အီရန်တက်မတော်စစ်သည်နာပတိချုပ်အဘဒူရာဟမ်မူဆာဗီကတော့အစ္စရေးကိုပြစ်ဒဏ်ခံမဲ့စစ်စင်ကြီးတရက်မကြာမီလှုပ်ဆောင်သွားမယ်လို့ကြေညာထားပါတယ်။ဥယောပါကတော့သဘောကွေးလွှဲနေပါတယ်။ စီရင်နေလနဲ့အစိုးရအပြောင်းလေးလုပ်ရင်အမားကြီးမှားမယ်လို့ပင်သစ်သမရအီမန်နျူရယ်မက်ခရွန်ကပြောထားပါဗျ။အမေရိကန်ဥဆောင်ပြီးတော့အားလုံးကိုစပွေးဝိုင်းပေါ်ပြန်ဆွေးတင်ဖို့ပဲတိတ်တွန်းထားပါဗျ။ကျုပ်တို့အားလုံးအတွက်သူများမလုပ်ချင်တဲ့အလုပ်30 work ကိုလှုပ်ပေးတဲ့အစ္စရေးကိုကျေးဇူးတင်တယ်လို့ဂျာမနီအဓိပတိ Foreign Bridge Mazes ကပြောဆိုထားတယ်လို့သိရှိရပါတယ်ရှင်။ ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့ကျွန်တော်နဲ့ပဲရနာသွားပါမယ်ရှင်။ Challenge Channel သတင်းစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းကိုစိတ်နှပြချမ်းမာရှင်လန်ပြီးဘေးရန်ခက်တင်ကိုဝေနိုင်ကြပါစေရှင်။